ရဲရှိပေတော်မှာရှိတဲ့ဂျပန်တရင်မှာဟက်ချီရှာကူဆာမအကြောင်းကိုဒီကနေ့ကျွန်တော်တို့အမ်နမ်မြန်မာ channel လေးကတင်ဆက်ပေးသွားမှာပါသူဟာတာမန်လူတွေထက်ကိုအရဲရှိပြီးအမြဲတမ်းအဖြစ်ရဝစ်ဆောင်ရှိကိုဝစ်ဆင်ထားကောင်းခေါင်းပေါ်မှာအုတ်ထုတ်ကြီးဆောင်းပြီးသူ့ရဲ့မျက်နှာကိုမှောက်ရဲထဲမှာဖုံးကွယ်ထားတတ်တဲ့သူပါအရေးကြီးဆုံးအချက်ကတော့သူပေါ်လာတိုင်းမှာကြားရလေးရှိတဲ့ထူးဆန်းပြီးတော့နှက်ဆိုင်တဲ့အတံပဲဖြစ်ပါရင်ပေါ်ပေါ်ပေါ်ဆိုတဲ့အတံမျိုးပါဟက်ချီရှာကူဆာမာက လင်းငယ်တွေနဲ့ဆက်ကျော်တက်တွေကိုအဓိကပြစ်မှတ်ထားပြီးပြန်ပေးဆွဲလေးရှိတဲ့နမဲဆိုးနဲ့ကြော်ကြတဲ့နှက်ဆိုးတကောင်ပဲဖြစ်ပါသည်။သူကလူတွေကိုလှည့်စားဖို့အတွက်ချစ်ခင်ရတဲ့သူတွေရဲ့အတန်ကိုယ်တော်တူပါနိုင်ပါသည်။သူမမျက်စိကျသွားပြီဆိုရင်တော့ဘလူးမားကိုပြန်လည်လွတ်မြောက်ဖို့ဆိုတာမလွယ်ကူတော့ပါဘူး။ဒီတန်တိုင်းကို2008ခုနှစ်မှာဂျပန်ဖိုရန်တခုပေါ်ကယူမီကိုဆိုသူကကြောင်းမဖွဲရာတွေးကြုံမှုကိုမျှဝေရာကနေစတင်ပြီးတော့လူတည်မြလာပါသည်။ယူမီကိုဟာသူ့ရဲ့ဖိုးဖားရိစီခရီးသွားရင်းမနက်ခင်းတစ်ခုမှာ အိမ်နောက်ဖေးခြံဝင်းသားမှာထူးဆန်းတဲ့ပေါပေါပေါအတန်ကိုကြားလိုက်ရပါတယ်။သူမစူးစမ်းကြည့်တဲ့အခါမှာရှစ်ပေနီးပါးလောက်ရှိတဲ့အမျိုးသမီးကြီးတဦးကိုမြင်တွေ့လိုက်ရပြီးတော့ကြောက်လန့်တဲ့ကြောင့်အဖိုးဖားရိစီကိုပြန်ပြီးတော့ပြေးလာခဲ့ပါတယ်။သူမရဲ့ဖိုးဖားရိကဟက်ချီရှာကိုဆာမဖြစ်ကြောင်းချက်ချင်းသိလိုက်ပြီးအသက်ကယ်ဖို့အတွက်အလှည့်အမြန်စီစဉ်ရပါတယ်။မာစတာကေလို့ခေါ်တဲ့အတွေ့အကြုံရှိတဲ့သူတဦးရဲ့အကူအညီကိုယူခဲ့ပါတယ်။မာစတာကေရဲ့ညွှန်ကြားချက်အရယူမီကိုဟာမော်အင်းကွက်တွေနဲ့ကာကွယ်ထားတဲ့အခန်းတစ်ခုထဲမှာတညလုံးနေခဲ့ရပြီး ။တခိုင်းတောင်လေးတစ်ခုမှာတော့စားပကံလေးုံလေးလုံးကိုချထားခဲ့ပါပြီ။ဗုဒ္ဓရောပွားတော်ထည့်ထားတဲ့တက်တာငယ်တစ်ခုနဲ့အဆောင်လက်ဖွဲတစ်ခုကိုလည်းသူမရဲ့လက်ထဲကိုထည့်ပေးခဲ့ပါပြီ။မနေ့မလင်းခင်ဘသူကမှစကားမပြောဘူးနဲ့တကားဖွင့်မပေးဖို့ကိုလည်းတင်းတင်းကြပ်ကြပ်ကိုတတိပေးခဲ့ပါပြီ။ဒါပေမဲ့လို့ညာဘက်တကောင်ကျော်မှသူ့ရဲ့အဖိုးအတန်တိုင်းကိုတကားကိုလာခောက်ပြီးယူမီကိုအဆင်ပြေရလား။ထွက်ခဲ့ပါဆိုပြီးတော့လှည့်စားတဲ့အခါယူမီကိုဟာလဲကြောက်စိတ်နဲ့ကိုတကားဖွင့်လိုက်မိပါတယ် ဖွင့်လိုက်တဲ့အချိန်အပြင်မှာဘသူမှကိုမရှိပဲအခန်းနောက်ကစားရီဟာဖြည်းဖြည်းချင်းအနှဲရောင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရပါပြီ။ဒါဟာဟက်ချီရှာကူဆာမအခန်းထဲကိုရောက်လာပြီဆိုတဲ့သတိပေးချက်ပါပဲ။နောက်ဆုံးမှာတော့ယူမီကိုနဲ့မိသားစုဟာကားနဲ့ထွက်ပြေးဖို့ကြိုးစားကြပါပြီ။ထွက်ပြေးနေစဉ်မှာလည်းကားပရင်ပေါက်တွေကိုခောက်တံတွေနဲ့ပေါပေါပေါပဆိုတဲ့အတံတွေဟာလည်းလိုက်လံချောင်းလန့်နေခဲ့ပါပြီ။မာစတာကီကယူမီကိုကို မျက်လုံးမဖွင့်ဖို့နားပိတ်ထားဖို့နဲ့ပရိတ်ရုပ်ဖို့အတင်းအကျပ်ကိုညွှန်ကြားခဲ့ရပါပြီ။ ဒီထွက်ပြေးမှုရဲ့အဆုံးသက်ကဘာလဲဆိုတာကိုယူမီကိုကအတိအကျကိုမပြောခဲ့ပေမဲ့အဖြစ်ပြက်ပြီးသွားတဲ့ဆယ်နှစ်အကြာမှာသူမရဲ့တွေးကြုံမှုကိုပြန်ပြီးတော့တင်နိုင်ခဲ့တာကြောင့်သူမကတော့လွတ်မြောက်သွားခဲ့တယ်လို့တော့ယူဆနိုင်ပါတယ်။ဒါပေမဲ့လို့ဟက်ချီရှာကူဆာမားရဲ့မျက်လုံးကျတာကိုခံပူးတဲ့သူဟာအဲ့ဒီနေရာကိုဘယ်တော့မှပြန်မလာတင်တော့ပါဘူး။တချို့သောဇလန်တွေအရာကတော့ဟက်ချီရှာကူဆာမားဟာကြေးလက်တစ်ခုမှာကြောက်ရွံ့လေးကိုနဲ့နှစ်ပေါင်းများစွာပိတ်လောင်ခံထားရပြီးအဲ့ဒီကြောက်ရွံ့တစ်ခုပျက်စီးသွားတဲ့အခါလွတ်မြောက်လာခဲ့တာလို့ဆိုပါတယ်။ဟက်ချီရှာကူဆာမားက လေးတွေကိုဘာကြောင့်ပြန်ပေးဆွဲရတယ်လဲဆိုတာဇလန်တွေထဲမှာတော့အတိအကျကိုဖော်ပြထားခြင်းမရှိပေမဲ့တချို့သောယုံကြည်ချက်တွေအရသူမဟာကလေးတွေရဲ့နှုတ်ပြတဲ့စွမ်းအင်ကိုဆုပ်ယူပြီးတော့စားသုံးတာသူ့ရဲ့ဘဝကိုဆက်လက်ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့လေသူမပြင့်မှန်ထားတဲ့ကလေးတွေဟာများသောအားဖြင့်ယုတ်တရက်ပျောက်ဆုံးသွားတာဒါမှမဟုတ်ရင်ဖျားနာပြီးတော့တေဆုံးသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။သူမဟာတစုံတစ်ဦးကိုပြင့်မှန်ထားပြီးဆိုရင်သူမလိုက်နေတယ်ဆိုတာသိရှိတာနဲ့အဲ့ဒီနယ်မြေကနေအမြန်ဆုံးထွက်ခွာမှသာလွတ်မြောက်နိုင်တဲ့သဘောရှိပါတယ်။ သတိပြုစရာကတော့ဟက်ချီရှာကူဆာမားရဲ့နာမည်ကိုဖျက်ကျော်တိုင်းအပြင်ကိုရောက်သွားတဲ့တန်အောင်သူမရဲ့ကျင်စာကပျောက်ကွယ်သွားတာမဟုတ်ပဲနောက်ထပ်တစ်ချိန်အဲ့ဒီနာမည်တဲကိုရောက်တာနဲ့သူမဟာဖန်ဆာဖို့ကိုအမြဲတမ်းကိုအသင့်ရှိနေတယ်ဆိုတာပါပဲ။